အဲ့တော့သမာဓိတရားကရှင်ဘက်သဘာဝတရားတွေကိုအာယုန်တစ်ခုတည်းပေါ်မှာစုပေးတယ်။သူစုမပေးဘူးဆိုလို့ရှိရင်စိတ်ဟာအာယုန်ပေါ်မှာလွင့်ပြန်နေတယ်။အာယုန်တစ်ခုကလည်းအာယုန်တစ်ခုကိုကူးပြီးတော့လွင့်ပြန်နေတယ်။အဲ့ဒီလွင့်ပြန်နေတဲ့စိတ်ကိုထိန်းပေးနိုင်တာသမာဓိပဲ။အဲ့ဒီအဲ့ဒီသမာဓိဟာအလိုလျောက်တော့ဖြစ်လာမှာမဟုတ်ဘူးတဲ့။ စနစ်တကျလေ့ကျင့်ယူခြင်းဖြင့်သမာဓိတရားအကောင်းလာနိုင်လို့။ဒါကြောင့်မို့သမာဓိကိုဘာဝနာတို့ပေါ်အောင်လုပ်ရပါ။ဒီမှာခန္ဓာကိုယ်ချပ်ပိုင်းတန်ဆောမှုရအတွက်ဖိစိကယ် exercise လုပ်ရတယ်၊ကာယလေ့ကျင့်ခန်းနေယူရတယ်။ကာယလေ့ကျင့်ခန်းယူခြင်းဖြင့်စောင့်ဆောင်မှုကြီးပြည်လာ။ ထို့တူပဲစိတ်ရဆန်းဆောင်မှုတွေဖြစ်လာပမာဏိတရားမိမိတို့စိတ်ထဲမှာမှားကြိုင်လာစနစ်တကျလေ့ကျင့်တရားအဲ့ဒီလေ့ကျင့်ပုံလေ့ကျင့်နေကိုပဲလေ့ကျင့်တာကိုပဲသမာဓိဆွမ်းဟားတွေတက်လာအောင်လုပ်တာကိုပဲသမာဓိဘာဝနာလို့ခေါ်တယ်။သမာဓိတရားကိုဖြစ်စေအောင်လုပ်တယ်။သမာဓိတရားကိုတွေးပွားလာအောင်လုပ်သေးတယ်။ အဲ့ဒီလိုတမာရီတရားမိမိတို့တဏ္ဍာမှာဖြစ်ပွားလာပြီးတိုးပွားလာပြီးဆိုလို့ရှိရင်ဘာဖြစ်လဲစေထာဝတံသာနာတိပတ္တိအမှန်ကန်သီလနိုင်တယ်လို့ဒီလိုပြောတယ်။ဒါကြောင့်မို့တမာရီဘာဝနာဆိုတာအမှန်ကန်သီဖို့အတွက်အမှန်တမ်းအရေးပါတယ်။ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောပြကတမာတမာရီရဲ့အခန်းကဏ္ဍတမာရီတရားရဲ့အခန်းကဏ္ဍ မဂ္ဂင်ရှင်းပါးထဲမှာလည်းတာမသမာဓိလို့ထည့်သွင်းပြီးတော့ဟောထားတယ်။ဤအတိညာရဲ့အင်္ဂါယံများဖြစ်တဲ့ဘုဆင်ခဏပါးထဲမှာလည်းပဲတမာဓိနှံဘုဆင်တော်ဆိုပြီးတော့ထည့်သွင်းပြီးတော့ဟောထားတယ်။တမာဓိဟာအိန္ဒြေထဲမှာလည်းပဲတမာဓိဣန္ဒြေတဲ့ဘူထဲမှာလည်းတမာဓိဘုလို့ဆိုပြီးတော့ဒီသဘောဝတရားမိမိတို့စိတ်ထဲမှာကြံ့ခိုင်နေအောင်တွန်းပွားနေအောင်လုပ်ထားဖို့လိုအပ်တယ်ဆိုတာကိုအမြဲတမ်း ရှင်ရှင်ရှားရှားမြတ်စွာဘုရားဟောကြားတာရှိတယ်ပေါ့။ဓမ္မရီတော်